29နှစ်မြောက်ရှစ်လီလုံးအရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားကိုတောင်ကြီးမြို့လယ်ကဗိုလ်ချုပ်ပန်းချံဝင်းအတွင်မှာရှိတဲ့ရှစ်လီလုံးအထိမ်းအမှတ်ကျောက်တိုင်မှာဒီကနေ့ဩဂတ်စ်လ10ရက်မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်အဲ့ဒီခန်းနာကိုတော့ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးတွေတက်ရောက်ခဲ့ပြီးရှီလီလုံအေးတော်ဘုံကိုဖျက်ဆီးခဲ့သူတွေလွတ်တော်ကိုယ်စားလှယ်တွေနဲ့ဒေသခံတိုင်းရင်းသားပြည်သူတွေတက်ရောက်ခဲ့ကြပါတယ် တောင်ကြီးမြို့မှာကျင်းပတဲ့ရှစ်လေးလုံးအရေးတော်ပုံ29ရက်မြောက်ခန်းသာကျင်းပရတာနဲ့ပတ်သက်ပြီးပွဲကျင်းပရေးကော်မတီဝင်ရှမ်းပြည်နိုင်ငံရဲ့အဖွဲ့မှဦးတင်မောင်တိုးကအခုလိုပြောပါဗျာ။ကားကားတော့ကျွန်တော်ဒီရှစ်လေးလုံးနှစ်ပတ်လေဆိုတာဟိုနှစ်တိုင်းတော့လောက်ခဲ့တာပေါ့နော်ဒီနှစ်ကတော့ထူးထူးဆန်းဆန်းဒီမြို့လက်ကောင်မှာကျွန်တော်လောက်ခွင့်ရတာပေါ့ဘာလို့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဒီရှစ်လေးလုံးထဲမှာကြောက်တိုင်ကိုလည်းဖိုက်ထုတ်ခဲ့တဲ့အတွက်ဒီကြောက်တိုင်တော့လည်းကျွန်တော်လောက်တာ လောရတဲ့ကြီးပဲချက်ကတော့ဒီရှစ်လေးလုံးကြောင်းမလို့လူစုရေးတော့ပုံစံကြောင်းမလို့အခုပြည်သူအစိုးရတရားဆိုတာပေါ်ထွက်လာတဲ့အထိတော့ဒီရှစ်လေးလုံးကအောင်မြင်အောင်မြင်မှုကိုရရှိလာခဲ့တာပေါ့နော်အဲ့ဒီဟာကိုပြည်သူတွေမမေ့ဖို့နောက်ကျတော့ကျွန်တော်တို့အမြဲပြောတဲ့အတိုင်းပဲဒီမိုကရေစီအပြည့်အဝမရရှိသေးတာကိုလည်းနောက်ပြည်သူလူထုကိုကျွန်တော်တို့အပြည့်ပေးချင်တာလည်းပါတာပေါ့နော်ဆက်ပြီးကြိုးစားရအောင်ပါပါနောက်ကျွန်တော်တို့ဒါအောင်ပွဲခံတာမဟုတ်ပါဘူးရှေ့ဆက်သွားဖို့နော်ဒီမိုကရေစီအစမှန်ရတဲ့အထိ ီတွင်ငင်းချိုင်းရတဲ့ဒီရှေ့ဆက်တော်ဘုတာဝန်တွေကြံနေတဲ့ဆိုတော့သတိပေးတဲ့အနေနဲ့ကျွန်တော်ကျင်ပါတာဖြစ်ပါတယ်ရှင်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်ခမ်းနာကျင်းပတဲ့တောင်ကြီးမြို့ကဗိုလ်ချုပ်ပန်းညံအတွင်မှာတော့ရှင်လေးလုံးတမိုင်းဝင်ဓာတ်ပုံတွေနဲ့ပကြီကားတွေကာတွန်းတွေကိုအများပြည်သူတွေလေ့လာနိုင်မှုပြသထားပါတယ်